ားလုံးပဲမင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ငူမျိုးရှိစစ်ကောင်စီ၏လီတာစကန်ကို18မမရှော့တိုက်တုံး6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဘကူတိုင်းတောင်ငူမျိုးရှိအကြံဖက်စစ်ကောင်စီ၏လီတာစကန်ကို18မမရှော့တိုက်တုံး6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ် ဧပြီလ30ရက်နေ့ည9:30မိနစ်ခန့်တွင်အကြံဖက်စစ်ကောင်စီ၏တောင်ကုန်းကေတုမဒီလေးတဲ့စခန်းကို109မမရှော့တိုက်တုံး6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှော့တုံး6လုံးစလုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ရင်တောင်ကူလေးတဲ့စကန်းသည်ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊ရှမ်းတောင်နှင့်ပဲခူးအစားရှိသည့်တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့်ပြည်သူတို့ကိုလေကြောင်းဖြင့်နေ့စဉ်မပြတ်ဘုံချဲတိုက်ခိုက်နေသောအဓိကလေးတဲ့စကန်းဌာနချုပ်တစ်ခုဖြစ်ကြောင်း ထို့ပြင်ငလင်တန်ကြောင့်ပျက်စီးခဲ့သောနေပြည်တော်အီလာလီတက်စကန်ကိုပြန်လည်ပြင်ဆင်နေချိန်တွင်တိုက်လီရင်အချို့ကိုလည်းလက်ခံပေးထားပြီးတောင်ငူလီတက်ကိုပုံမအုံပြုတိုက်ခိုက်နေသည့်အတွက် BWN နှင့်မဟာမိတ်အဖွဲ့များကလီတက်နေနေရေးမစ်ရှင်အဖြစ် BWN Mission 36ကိုဖော်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ BWN အဖွဲ့နှင့်မဟာမိတ်အဖွဲ့များသည်ဧပြီလ30ရက်နေ့နံနက်အစောပိုင်းတွင်တောင်ငူရှိစစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခါပြစ်ခတ်တိုက်ခိုက်ခဲ့ပြီး24နာရီအတွင်းတောင်ငူလေးတဲ့စခန်းတို့ကိုဆက်လက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်လေတပ်အတွင်းသို့ရှော့တိုက်တုံးများကြားရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါသည်။ ကျွန်တော်ပြစ်ပြီးပြီးချင်းစကစဘက်က120မမ60မမတွေနဲ့ရောဆက်လက်တွေနဲ့ရောဇက်တိုက်ကိုပြန်ပြစ်ပါတယ်9:40လောက်ကနေည7:00နာရီအထိကိုဇက်တိုက်ပြန်ပြစ်ပါတယ်အဲ့လိုပြစ်နေတဲ့ကြားကပဲရဲဘော်တွေဘေးကင်းစွာပြန်ဆုတ်လာနိုင်ခဲ့ပါတယ် AB 30တရက်ထဲမှာတောင်ငူလီတက်နဲ့တောင်မိုင်းနိုင်စစ်ဌာနချုပ်ကိုဇက်တိုက်တိုက်ခိုက်ခဲ့ရတာမို့အတော်လေးခက်ခဲပေမဲ့အောင်မြင်မှုရလို့ကျေနပ်ပါတယ်ဟု Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောဆိုပါတယ် ဆက်လက်ပြီးပြည်သူကိုတက်ဖြတ်နေသောအကြမ်းဖက်စစ်အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဟုကုလသမဂ္ဂတွင်တမ်မတ်ကြီးဦးချုံမွတ်တွန်းကတတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံတွင် ပြည်သူကိုတက်ဖြတ်နေသောအကြမ်းဖက်စစ်အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်တမ်မတ်ကြီးဦးချုံမွတ်ထွန်းကတတိပေးပြောဆိုလိုက်ပါရယ်။ ဧပြီလ30ရက်နေ့အမေရိကန်ပြည်ထောင်စုညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွေ2026ခုနှစ်နျူကလ িয়ার လက်နက်များမပြန်ပွားရေးစာချုပ်ကိုနိုင်ငံများ၏ပြန်လည်သုံးသပ်ရေးညီလာခံအတွက်ပြင်ဆင်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးတွင်တမ်မတ်ကြီးဦးကျော်မုံထွန်းကအထက်ပါအတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါသည်။ ်အကြမ်းဖက်စစ်အုပ်စုအနေဖြင့်နျူကလ িয়ার အရေးပေါ်အခြေအနေတုံ့ပြန်ရေးအတွက်လည်းကြိုတင်ပြင်ဆင်မှုရှိမည်မဟုတ်ကြောင်းမြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလင်ပေးအလွန်လူသားချင်းစာနာမှုအကူအညီပေးမှုကိုလက်နက်အဖြစ်အသုံးချသောအကြမ်းဖက်စစ်အုပ်စုကနျူကလ িয়ার နည်းပညာကိုလည်းလက်နက်အဖြစ်အသုံးချမိတာဖြစ်ကြောင်း ငလင်တန်တင်အပီးကာလဂျက်လီယန်စီကိုတလွဲသုံး၍အယက်သားပြည်သူများအပေါ်လေးချောင်းတိုက်ခိုက်မှုစုစုပေါင်း225ကြိမ်အထိပြုလုပ်ခဲ့ကြောင်းအကြမ်းဖက်စစ်အုပ်စုအနေဖြင့်နျူကလ িয়ার စွမ်းအင်ကိုလည်းအလွဲသုံးစားပြုလုပ်အောင်မိတာဖြစ်ကြောင်းဦးကျော်မို့ထွန်းကဆိုပါတယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးကျော်မိုးထွန်းကမလ28ရက်နေ့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောဖြတ်အားမြင့်ငလင်ဘေးအန္တရာယ်ပြီးနောက်တွင်ပင်အကြမ်းဖက်စစ်တပ်ကအယက်သားပြည်သူများအပေါ်ခွဲခြားမှုမရှိသောလေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့်၎င်းတို့၏အမိခံနျူကလ িয়ার စွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကပုံမအာယုံစိုက်နေစေဖြစ်ကြောင်းထောက်ပြပါရယ်ဒေတာတွင်လည်း MPP ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုမရှိသည့် MPP ဆိုင်ရာဥပဒေများကိုလေးစားလိုက်နာမှုမရှိသည့်အကြမ်းဖက်စစ်အုပ်စုက ါနျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်၏အပိုက်သုံးအရာအပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ IAEA နှင့်လည်းရိုးသားစာပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ကြောင်း၎င်းကချက်မှန်အတည်ပြုပြောဆိုပါရယ်နိုင်ငံတကာအတိုင်ဝန်အနေဖြင့်နျူကလ িয়ার စွမ်းရင် အစီအစဉ်အပါအဝင်ပူးပေါင်းဆောင်ရွက်မှုများကိုပြုလုပ်ရရင်စစ်အာဏာရှင်စနစ်အဆုံးသတ်၍ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားလာမှသာလျှင်မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်တင်မှာကြောင်းတမ်မတ်ကြီးကအကြံပြုပါရယ်။ အကြမ်းဖက်စစ်အုပ်စုကရုရှားနှင့်ပူးပေါင်း၍လျှက်စစ်တပ်အားမဂါဝတ်100ထုတ်လုပ်နိုင်သောနျူကလ িয়ার တပောင်းဖို့ကိုတိဆောက်ရန်နှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားပြီးအဆိုပါလုပ်ငန်းစဉ်များကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းရုရှားအဆိုရ၏ထုတ်ပြန်ချက်အရသိရှိရပါသည်ဆလပီငဖဲမြို့နယ်နေရီကန်စစ်တပ်စခန်းမှကြဆုံးစေရေးစစ်ကူလာသောစစ်တပ်စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်မှုစစ်သား၉ဦးသေဆုံးပြီးလက်နက်၉လက်နှင့်ခဲယမ်းများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ မကွေးတိုင်းငဖေးမြို့နယ်နတ်ရီကန်စစ်တပ်စခန်းမကြဆုံးစည်ရေးအတွက်စစ်ကူလာသောစစ်သားများကိုဖျက်ချောက်တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီးလက်နက်ကိုလက်သိမ်းစီရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့အရှူတပ်ဖွဲ့မှတာဝန်ရှိသူဆလိုင်းရိုချင်းကသတင်းဌာနသို့ပြောကြားပါသည်ရှမန်နီဧပြီလ30ရက်နေ့နနက်၈နာရီခန့်ကငဖေးမြို့နယ်ပစီကြီးရွာဖုန်ကြီးကျောင်းတွင်စကန်းချတက်ဆွဲထားသောကပ္ပဆ73မှတပ်သား20ခန့်က စစ်ကောင်စီတပ်ဤနယ်ရီကန်တက်စခန်းမကြဆုံးစေရေးကာလန်းလုံကျုံရေးဆောင်ရွက်ရန်ထွက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုချင်းကာကွယ်ရေးတပ်အရှို CDF အရှို့တပ်ဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး၎င်းတို့ကင်ဆောင်သော MA အမျိုးအစားတနက်ငယ်9လံကြီးပေါင်းနဲ့ခရရန်အချို့သိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည် ကြိုက်ပွဲကတော့အောက်မြေကနေရော ပုံမှန်နဲ့ရေကန်ကိုရောသူတို့ပစီကစစ်ကြောင်းတွေအတွက်ရောအထူးသဖြင့်နဲ့ရေကန်လီကြောင်းရန်ကာကွယ်ရေးတပ်မှရှိနေတဲ့တပ်တွေကိုရိတ်ခါဖြည့်တင်းဖို့ကိစ္စတွေအတွက်ကားတွေတက်မယ်ဆိုရင်အဲ့ဒီကားတွေတက်ဖို့အဆင်ပြေစေဖို့အတွက်အဲ့ဒီလမ်းကြောင်းမှာလုံခြုံရေးလာယူရတဲ့သဘောမျိုးပါလုံခြုံရေးလာယူတာကိုတိုက်ခိုက်တာဖြစ်ပါတယ်တိုက်ခိုက်တဲ့အချိန်မှာရန်သူအလုံးကိုအကုန်လုံးကိုရှင်းလင်းနိုင်လိုက်တာမဟုတ်ပါဘူး ကျွန်တော်တို့ရှင်းနိုင်လိုက်တဲ့အလောင်းတွေရဲ့တနက်ကိုပဲယူပြီးတော့ယူနိုင်တာဖြစ်ပါတယ်ဟုချင်းကာကွယ်ရေးတပ်ဖွဲ့အရှိုးတပ်ဖွဲ့မှတာဝန်ရှိသူဆက်လိုင်းရိုရှင်ကသတင်းဌာနသို့ပြောကြားပါတယ် လက်တလောမကွေးတိုင်းငဖဲမြို့နယ်ရှိစစ်တပ်ကစခန်းချတပ်ဆွဲထားသောပစီရွာတပ်စခန်းတွင်တပ်မ90ကိုကပ္ပစာနှင့်ကပ္ပစာ30ကပ္ပစာ73ကပ္ပစာ14တပ်တို့မှစစ်သားအင်အား130ခန်းဖြင့်တပ်ဆွဲထားပြီးရင်းစခန်းမှနက်ရီကန်လီကျောင်းရန်ကာကွယ်ရေးတပ်စခန်း၏ကာကင်းဖြစ်ပြီးရင်းစခန်းမှစစ်သားများကပြည်သူပိုင်ပစ္စည်းများအားခိုးယူရောင်းချခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းပြည်သူများအနေဖြင့်စစ်ကောင်စီနှင့်ပူးပေါင်းမပြုလို့ရန်တတိပေးလိုကြောင်းတော်လန်ရေးတပ်ဖွဲ့ကပြောဆိုပါသည် ပြည်သူတွေစီကတချို့စကားတန်တွေပြန်ကြားနေရတာက၆ရွံ့နဲ့အတွဲစကားစားနဲ့ပေါင်းရတယ်ပေါ့၆ရွံ့လို့ပေါင်းရတာကိုခွင်းလို့လို့ခွင်းပြုလို့ရပါမယ်စကားစားနဲ့ပေါင်းပြီးတော့မှစကားစားရဲ့၆တိုင်းတွေဖြစ်အောင်အထူးသဖြင့်ကျွန်တော်ဆိုလိုတာကတကယ်ရှည်တန်းစစ်မြေပြင်မှာရှိနေတဲ့ရှည်တန်းစခန်းတွေမှာရှိနေတဲ့တက်ဆွဲထားတဲ့နေရာတွေမှာရှိနေတဲ့စကားစားတွေကိုပူးပေါင်းပြီးတော့မှရိတ်ခါလမ်းကြောင်းအဆင်ပြေဖို့ပြီးတော့နေရေးထိုင်ရေးအဆင်ပြေဖို့ဒီလိုကိစ္စတွေမှာပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့ပြီးတော့စကားစားနဲ့ပေါင်းတင်ဆက်ဆံရတဲ့ အပိုင်းတွေမှာမလွဲသာလို့ပေါင်းသိနေရပြီးဆိုရင်တောင်မှပဲတော်လန်ရေးတက်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးတော့ဘလို့အပိုင်းတွေမှာစကားစနဲ့ပေါင်းထားရတယ်။တခြားအချိန်တွေမှာတော့စကားစနဲ့ကင်းအောင်ဘလို့နေထိုင်ပါတယ်ဆိုတဲ့အားမျိုးတော့တော်လန်ရေးတက်ဖွဲ့တွေနဲ့အတက်နိုင်ဆုံးပြည်သူတွေပူးပေါင်းဖို့ပြောချင်ပါတယ်ဟုချင်းကောက်ွယ်ရေးတက်ဖွဲ့အရှိုးတက်ဖွဲ့မှတာဝန်ရှိသူဆလိုင်းရိုချင်းကတိုက်တွန်းပြောဆိုပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်သည်ရခိုင်ပြည်နယ်အမ်းမြို့နယ်နှင့်ထိဆက်လျက်ရှိပြီးရင်းဒေသမှတက်စဉ်စစ်ကောင်စီကအမ်းမြို့နယ်အတွင်သို့ဝင်ရောက်ရန်စူးစမ်းလျက်ရှိနေကြောင်းဒေသတော်လှန်ရေးတပ်များကပြောဆိုပါသည် ဆက်လက်ပြီးတိုင်းသုံးတိုင်းက AA နဲ့ PDF သိမ်းပိုက်ထားသောနေရာများကိုစစ်ကောင်စီကထိုးစစ်ဆင်လာ၍နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ရခိုင်ရိုးမပေါ်နေရိုးတောင်ချေရင်တွင်သိမ်းပိုက်ထားသောအာရကတပ်တော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနေရာများစခန်းများကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ တော်လန်ရေးပူပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတို့မကွေးတိုင်းမကိုးတိုင်းနှင့်အေယာဝတီတို့တိုက်ပွဲပြင်းထန်နေရရှိပြီးလက်လုခရရသောနေရာများကိုစစ်ကောင်စီကထိုးစစ်ဆင်နေခြင်းဖြစ်သည့် စီရီယံဘူဂျီစီယောကဗထောင်းနဲ့မြဝကျုံးပေါ်တည်တာမှာနှစ်ဖက်စလုံးစီရီတင်းမာနေကြတယ်။အေအေရဲ့တိုင်းမှုတွေနဲ့တီတော့သူတို့စီကနေတဆင့်တီရတာ။ဒါပေမဲ့အဲ့ဒီဘက်မှာသူတို့သတင်းထုတ်ပြန်တာမရှိကြဘူး။စစ်ကောင်စီကလည်းအရင်ကဆက်ပေါ်ကနေအလုံးလုံးတာအခုလိုင်းပေါ်ကနေအလုံးလုံးနေတော့စီရီအခြေအနေကအတိအကျတီရဖို့ခက်နေတယ်ဟုပြောပါရယ်။ ရခိုင်ပြည်အမ်းမြို့နယ်ဧရိယာတဲရုံးမတောင်တန်းပေါ်ကစစ်ကောင်စီ၏ဂုတ်စီးစခန်းကိုအာရကတပ်တော် AA ကသိမ်းပိုက်ထားပြီးထိုစခန်းအားပြန်လည်ရရှိနိုင်ရန်စစ်ကောင်စီကထိုးစစ်ဆင်လာကြောင်းသိရပါတယ်။ဂုတ်စီးစခန်းအားပြန်လည်ရရှိနိုင်ရေးစစ်ကောင်စီတပ်မ69မှဗိုလ်မှူးချုပ်နိုင်ဝင်ဦးဆောင်ကနေရီကန်တောင်အောက်ခြေတွင်အင်အားစုစည်းနေကြောင်းစီရေးတရင်ရေးမြစ်ကပြောပါရယ်။ အမ်မြူနယ်နေမကွေးတိုင်းငပယ်မြူနယ်အဆက်အမ်ဘရန်လန်တွင်ရှိသောစစ်ကောင်စီဂုတ်စီစခန်းကိုအရက်ကတက်တော်အေအေက2025ဖေဖော်ဝါရီ2ရက်နေ့ကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ရခိုင်ရုံးမတောင်တန်းအဆက်ဘကိုးတိုင်းပရောင်မြို့နယ်တဲကညောင်ကျိုးတက်စခန်းကိုလည်းအာရကတက်တော်အေးအေးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ကသိမ်းပိုက်ထားပြီးထိုစခန်းအားစစ်ကောင်စီကပြန်လည်ရရှိနိုင်ရန်ပြည်လန်းဘက်မှနေ၍ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရပါသည်ပြလေထိုးစစ်စလာသောစစ်ကောင်စီစစ်ကြောင်းများကိုပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ကအ धिक ဖြတ်တောက်တိုက်ခိုင်းနေပြီးစစ်ကောင်စီဤထိုးစစ်များကိုပြန်ခုခံရန်တေချာပြင်ဆင်ထားကြောင်းလည်းပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မှာတော့3600တက်ရင်စစ်ထောက်လန်းရင်နဲ့တရင်ပြန်ကြားရ ီတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်အခုပေါင်းတလေနေဘက်မှာပောက်ခေါင်းမျိုးနဲ့ပေါင်းတလေနားမှာဆိုရင်နတ်တလင်းရွာတို့ဘက်ကိုစစ်ကြောင်းထိုးဖို့လုပ်နေပါတယ်ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား200ခန့်လောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိပါတယ်ဒါပေမဲ့သူတို့ဘလောက်ပဲတက်လာတက်လာပါကျွန်တော်တို့ဘက်ကနေအစင်သင့်ဆောင်ရွက်ထားပါတယ်ဟုရဲဘော်ရှဲတို့ကဧပြီလ29ရက်နေ့တွင်ပြောဆိုထားပါတယ် အေယာဝတီတိုင်းဒေသတွေလည်းရန်ခိုင်ရိုးမာနှင့်အဆက်ရှိငတိုင်းချောင်းမြို့နယ်ရေကြီးမြို့နယ်နှင့်လေးမျက်နှာမြို့နယ်တို့တွင်အာရကတပ်တော် AA နှင့် PDF များထိန်းချုပ်ထားသောနေရာများကိုအာဏာသိမ်းစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်လာ၍နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသတင်းဌာနကိုပြောပါရသည် လေးမြင်နာမျိုးနဲ့ဝက်ကုန်းစံကုန်းတုံးတော်ရှာတော်စုစားတဲ့ကြေးရွာအနီးတွင်စစ်ကောင်စီနှင့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ထိန်ချုပ်ထားသည်ထိုနေရာများမှဆုတ်ခွာလာသောစစ်ကောင်စီတပ်များမှပတ်သိမ်မုံရွာလန်အရှိတ်ရှိပန်းတော်ကြီးကြေးရွာတွင်တက်ဆွဲထားပြီးအင်အားထက်မှန်ဖြစ်တဲ့ကထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်သို့တော်လည်း AA နဲ့ PDF များဤပြည်လဲထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များမှရှေ့မတိုးနိုင်ပေပြည်လဲစုခွာရကြောင်းလည်းသိရှိရသည် သို့တော်လည်း AA နဲ့ PDF များဤပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင်းစစ်ကောင်စီတပ်များမှရှေ့မတိုးနိုင်ပေပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်အေယာဝဒီဤငတိုင်းချောင်းရေကြီးနှင့်လေးမျက်နာတို့တွင် AA နှင့် PDF များဝင်ရောက်လာ၍စစ်ကောင်စီသည်ဒေသခံပြည်သူများအားသွာလာမှုတင်းကျပ်ခြင်းစစ်စည်းရေးပို့လုပ်ခြင်းနှင့်စစ်မှုတန်းသည့်စုဆောင်လျက်ရှိကြောင်းသိရပါသည်။ အာနာသိန်းစစ်ကောင်စီသည်ရခိုင်မကွေဘကိုးနှင့်အေယဝတီဒေသများမှလက်လွတ်ဆုံးရှုံးထားသောနေရာများတပ်စခန်းများအားထိုးစစ်ဆင်ရတွင်လေကြောင်းတိုက်ခိုက်မှုများကိုအ धिक အသုံးပြုကာမြေပြင်စစ်ကြောင်းများအားလမ်းဖွင့်ပေးနေသည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။